ရာဒီကုံရင်အသင်းနဲ့စာချုပ်တက်တန်းကုန်မဲ့လီဗာကူဆင်အသင်းရဲ့ဂျာမနီဝါရင့်ဘူခန်စစ်ကစားသမားဂျိုနသန်တာကိုဘွန်ဒက်စလီကာချန်ပီယံဘိုင်ယန်မြူးနစ်အသင်းကခေါ်ယူဖို့ကာလအတန်ကြာချိတ်ဆက်နေခဲ့ပြီးဆွေးနွေးမှုတွေအပြီးမှာတော့နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့သိရပါဗျ။ Sky Sport ရဲ့အဆိုအရပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့အသေးစိတ်ဆွေးနွေးဖို့ကြံနေသေးပြီးကလပ်ကပဖလားပြိုင်ပွဲမတိုင်ခင်ဘိုင်ယန်ဘက်ကအပြီးသက်ခေါ်ယူနိုင်ဖို့လှုံ့ဆော်မယ်လို့သိရပါဗျ။ ဘိုင်ယန်ဒီနဲ့ဂျိုနသန်ကိုပြီးခဲ့တဲ့ဘောလုံးရာသီကလေးကခေါ်ယူဖို့ပြင်ဆင်ခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကလီဗာကူဆင်မှသာဆက်နေဖို့ဆုံးဖြတ်ခဲ့တာကြောင့်ဒီနှစ်စာချုပ်တက်တန်းကုန်ချိန်ရောက်မှာ အလွတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အသက်29နှစ်ရွယ်ဂျိုနသန်တာဟာလွန်ခဲ့တဲ့စနစ်ကဟမ်ဘက်အသင်းကနေလီဗာကူဆင်အသင်းကိုစတင်ရောက်ရှိခဲ့ပြီးလီဗာကူဆင်မှာဆယ်စုနှစ်တခုကြာကစားပေးခဲ့ကပြိုင်ပွဲစုံ402ပွဲမှာ78ဂိုးသွင်းယူပေးခဲ့တဲ့ ဘိုခန်စီကစားမတူလည်းဖြစ်ပါတယ်။ဘိုင်းမြူနစ်အသင်းဟာလာမယ့်အပြောင်းရွှေ့ကာလမှာကစားမအသစ်တွေထပ်မံအားဖြည့်သွားဖို့စီစဉ်ထားပြီးဘရိုက်တန်အသင်းရဲ့ဂျပန်တောင်ပိုင်းကစားသမားမီတိုမာကိုခေါ်ယူဖို့ပါစောင့်ကြည့်နေတယ်လို့သိရပါပါခင်ဗျာ။